ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဖျားခင်ညီသက်ချင်းအားလုံးပေါ်တက်ရောက်ပါစေရှလောင်ဒီနေ့ကျွန်တော်တို့ပြန်လည်ပြီးတော့ဗျာဒိတ်ချန်ခန်းချင်းနဲ့နဲ့ခန်းချီ၃မှာတွေ့ရတဲ့အသင်းတော်9ပါးထဲကနေပထမဦးဆုံးအသင်းတော်ဖြစ်တဲ့အေဖက်မျိုးမှာရှိတဲ့အသင်းတော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေငယ်အတူတူကလေ့လာကြားဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဒီအေဖက်မျိုးရဲ့အတိတ်ပဲကိုအာ လင်းလို့ဖွဲညနိုးဖွဲရာဆိုပြီးတော့အတိတ်ပဲတက်ရောက်တာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာတော့ဒီဆာခတ်မြို့ရဲ့ဘေးနားမှာဒီအဖက်မြို့တော်ဟာဆိုတော့မြို့ပြက်ကြီးပုံစံနဲ့ပေါ့နော်ဝန်ထဲဖွဲရာကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီအဖက်မြို့ဟာဆိုတော့တစ်ချိန်တစ်ခါတော့မှာတော့အင်မတန်မှဒီအာရှတိုက်တစ်ခုလုံးမှာအချမ်းသာဆုံးသောမြို့လည်းဖြစ်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပင်လယ်စိတ်ကမ်းမြို့တော်လည်းဖြစ်တယ် ကိုတန်ရောင်းဝယ်ရေးကုန်းလန်းရေလန်းနဲ့ပေါ့နော်အင်မတန်မှစီကားတိုက်မြိုက်တဲ့မြို့လေဖြစ်တဲ့အဲဒီကြောင့်အာအဲ့ဒီခေကာလာမှာအိဖက်မြုပ်ကိုအာရှဈေးကွက်မြုပ်တော့ဒါမှမဟုတ်လေအာရှရဲ့ကိတ်တကားဝလမ်းဆိုပြီးတော့သူတို့ကတင်စားခေါ်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီအိဖက်မြုပ်ကိုအလက်ဇန္ဒားဒဂရိတ်က BC 400ဆုပတ်ဝန်းကျင်မှာပါရှန်လူမျိုးတွေဆီကနေတိုက်ခိုက်သိမ်းပိုက်ထားပါတယ်ဒါမဲ့နောက်ပိုင်း BC 129ပတ်ဝန်းကျင်မှာအာယောမအင်ပါရာကပေါ့နော်ဒီအလက်ဆန်ဒါ sorry ဂရိတွေဆီရတဲ့ပြန်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီအေဖက်မြို့ဟာဆိုတော့အင်မတန်ဖတ်ချမ်းသာကြွယ်ဝတဲ့မြို့ဖြစ်တယ်အထူးဖြစ်အာစာပေပန်းဆရာမှာတော့လဲထွန်းကြတယ် တကယ်ကြီးမားတဲ့ library လဲအခက်ကာလမှာရှိတယ်။နောက်ပြီးတော့အမှုပညာဖြောပြမှုပိုင်းဆိုင်ရာမှာလဲကြီးမားတဲ့ဇက်ယုံပေါ့နော်။ဒီရှိတဲ့နေရာလဲဖြစ်တယ်။ပြီးတော့ယဉ်ကျေးမှုပိုင်းဆိုင်ရာမှာနော်အင်မတန်မှတိုးတက်တဲ့နိုင်ငံမြို့လဲဖြစ်တယ်ပေါ့နော်။အာနတ်ကိုကွယ်မှုပိုင်းဆိုင်ရာမှာဆိုလေဒီအာတေမစ်နတ်ဖျားဆိုတာကအဲ့ခက်ကာလမှာအင်မတန်မှအာထင်ရှားကြော်ကြတဲ့ နတ်ဖျားမှဖြစ်တယ်။သူ့မှာကရှင်သားတွေဖြောင်းများစွာရှိတယ်။နော်နတ်ဖျားမှဖြစ်တဲ့ကြောင့်အဲ့ဒီနတ်ဖျားမှကအေဖက်မြုပ်ကိုအကောင်းကျိုးတွေပေးတယ်၊တိုးပွားခိုင်းတယ်ပေါ့နော်။အဲ့ဒါကြောင့်ဒီတားမရတဲ့မိသားစုတွေလင်မယားတွေကသူ့ဆင်မှာသွားပြီးတော့တာသမီယတနာတွေတောင်းတယ်ဆိုရင်တော့သူတို့တာသမီယတနာတွေလည်းရတယ်ဆိုပြီးတော့အင်မတန်မှတကူးကြည့်တယ်ဆိုပြီးတော့အခက်ကာလမှာအာဒီအိဖက်မျိုးမှာကိုးကွယ်ကြတယ်ဆိုတာကျွန်တော်တွေ့ရတယ်နော် ဆိုတော့အဲ့ဒီအာတမီနတ်ဖျားကိုအခုချိန်မှာအာဒီခက်ကာလအခေါ်ဝေါ်နေဆိုတော့ဒိုင်ယနာလို့လည်းခေါ်တယ်ပေါ့နော်ဒိုင်ယနာမင်းသမီးဆိုကြပြုမှာเนาะဆိုတော့ဒိုင်ယနာလို့လည်းခေါ်တာကိုကျွန်တော်တို့အာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တမန်တော်ဝတ္ထုအခန်းကြီး78 79ကျွန်တော်ကြည့်တဲ့ချိန်မှာရှင်ပေါလုနဲ့သူတို့အဖွဲ့တွေက မောင်သူတို့ရဲ့ဒုတိယခီးစဉ်မှာဒီအေဖက်မြို့ကိုရောက်လာတယ်ဆိုတာကျွန်တော်တွေ့ရတယ်เนาะဆိုတော့ဒီတချိန်တစ်ခါတော့မှာဒီအေဖက်မြို့ဆိုတာကအင်မတန်မှခက်ခဲတဲ့သာသနာပြုဖို့အတွက်အင်မတန်မှခက်ခဲတဲ့မြို့ဆိုပြီးတော့သူတို့ကထင်ကျေးပေးရတဲ့မြို့ဖြစ်ပါတယ်ဒီနေ့အဖြစ်ပြောမယ်ဆိုတော့ဒီမြေရိုင်းနဲ့တူတယ်ပေါ့เนาะအေဖက်မြို့ဟာဆိုတော့မြေရိုင်းနဲ့တူတယ်လို့သူတို့ပြောကြတယ်အင်မတန်မှသာသနာပြုဖို့အတွက်ခက်ခဲတဲ့နေရာเนาะအာ အကျိုးမရှိဘူး။တော့လူတွေပဲပင်ပန်းမယ်ဆိုတဲ့ပုံစံနဲ့ပေါ့နော်တကယ်ပဲမြေရိုင်းပုံစံနဲ့ထင်ချေးပေးခဲ့တယ်ပေါ့နော်။ဒါပေမဲ့အာတကယ်လက်တွေးမှာအဲ့လိုမျိုးဖြစ်မလာပဲနဲ့ရှင်ပေါ်လူတို့နော်ရှင်ပေါ်လူတို့အာပစ္စလာအာကူလာတို့အာအဲ့ဒီမြို့ကိုရောက်လာတဲ့အချိန်မှာဒီအဖက်မျိုးဟာဆိုတော့တကယ်ပဲ အာခရစ်တော်ကိုယုံကြည်လက်ခံတယ်နှုတ်ဘတော်ကိုအင်မတန်မှဆာငတ်တဲ့မြို့ဖြစ်တယ်ဆိုတာအောက်အဖွေရကျွန်တော်တွေ့ရတယ်။နောက်အဲ့ဒါကြောင့်ရှင်ဘောလုကခဏလေးပဲအဲ့ဒီမြို့မှာရောက်လာပြီးတော့ပြောင်းဆိုတော့ယေရုရှလင်မြို့ကိုသူပြန်ပြီးတော့ခီးဆက်ဖို့ရှိတဲ့အတွက်ကြောင့်နော်သူသွားဖို့အတွက်လှုပ်ဆောင်တဲ့ချိန်မှာအဖက်မြို့မှာရှိတဲ့လူတွေကမသွားပါနဲ့ငါတို့ဆင်မှာဆက်ပြီးတော့နေပါဦးငါတို့ကိုနှုတ်ပတ်တော်နဲ့ပြန်လဲပြီးတော့ဆုံးမသွန်သင်ပါဦးဆိုပြီးတော့တားရတယ်ဒါပေမဲ့ရှင်ဘောလုကပြောလဲဆိုတော့ငါ သွားမှာဖြစ်မယ်။ယေရုရှလင်မြို့မှာပွဲခံဖို့အတွက်အရန်နေတဲ့တကြောင်ဖခင်အလိုတော်ရှိတယ်ဆိုတော့နောက်တစ်ခါနော်မြို့စီကငါပြန်လာအောင်မယ်ဆိုပြီးတော့ကတိပြုခဲ့တယ်။နော်အဲ့ဒါနဲ့သူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ပစ္စလာတို့အာကူလာတို့ကိုထားခဲ့ပြီးတော့သူခီးသွားခဲ့တယ်။နော်ဆိုတော့သူကတိပြုတဲ့အတိုင်းပဲသူ့ရဲ့တတိယခီးစဉ်မှာဒီအဖက်အတင်းတော်ကိုပြန်လာပြီးတော့အဲ့မှာတာသာပြုတဲ့ချိန်မှာအမတန်မှ ကြီးမားတဲ့အောင်မြင်မှုကြီးမားတဲ့နိုးထားမှုเนาะဒီအသင်းတော်ဒီမြို့မှာအာတွေ့ခဲ့တယ်ဆိုတာကျွန်တော်တွေ့ရအောင်เนาะဆိုတော့ဘလောက်ထိဖြစ်တယ်လဲဆိုတော့အဲ့ဒီမြို့သူမြို့သားတွေကအခုနအင်မတန်မှတို့တို့မြို့မှာရှိတဲ့နာမည်ကြီးတဲ့အာတေမိနတ်ဖျားနဲ့သက်ဆိုင်တဲ့အာပျက်စီးတွေပေါ့เนาะအာဘေဒင်လက္ခဏာသက်ဆိုင်တဲ့အရာတွေပြီးတော့အာတေမိရုပ်တူးတွေကိုအကုန်လုံးเนาะဖျက်ဆီးဖြစ်တယ်အဲ့ခက်ကာလာရဲ့တန်ဖိုးက အတပြားငွေ9000ဖို့တော့ရှိတယ်လို့ပြောပါတယ်အတပြားငွေ9000ဖို့ဆိုတာကဒီကနေ့ကျွန်တော်တို့မြန်မာပြည်ရဲ့ပေါ့ဈေးနဲ့ဆို3000ကနန်းလောက်ရှိမှာပေါ့เนาะဆိုတော့အဲ့လောက်များတဲ့ကိန်းကနန်းတော့တန်ဖို့ချီးမားတဲ့ရုပ်ခုတွေနောက်ဝိဆာနဲ့သက်ဆိုင်အရာတွေတော့မှအကုန်လုံးဖျက်ဆီးဖြစ်တဲ့မြို့ဖြစ်တဲ့အင်မတန်မှဒီကဲတဲ့ချင်းနဲ့သက်ဆိုင်တဲ့เนาะဒီတမဟာတရားနဲ့ပတ်သက်ပြီးအင်မတန်မှနှိုးထားတဲ့အာဆာငတ်တဲ့ မြို့ဖြစ်တယ်အသင်းတော်ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒီအသင်းတော်ကိုဥစည်းဥဆောင်တဲ့ပုံကိုယ်တွေကိုကျွန်တော်ကြည့်မယ်ဆိုတော့ရှင်ပေါလုတို့နော်ပြီးတော့အာတိမောသေဆုံးလည်းဒီအဖက်မြို့ရဲ့ပမောဥဆုံးတော်ဒီဥဆရာဖြစ်လာတယ်ပေါ့နော်ပြီးတော့အာပေါလုတို့ရှိတယ်ပြစ်စလာအာကူလာတို့နော်ပြီးတော့ဒီတမန်တော်ယောဟန်အစရှိဖြစ်တကယ်ပဲကြီးမားတဲ့ great great အာခရစ်ယာန် father တွေပေါ့နော် church father ကြီးတွေကဒီအသင်းတော်ကိုဥစည်းဥဆောင်တဲ့အာအသင်းတော်ဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်ဆိုတော့ first generation ကတော့ first generation ကတော့အဆင်ပြေတယ်เนาะဒါပေမဲ့ဒီအသင်းတော်ကတဖြည်းဖြည်းနဲ့ဘလို့ဖြစ်လာလဲဆိုရင်တော့ကြာလာတာနဲ့အမျှဒီအသင်းတော်ဟာအာဖခင်ရဲ့မေတ္တာเนาะဖခင်ကိုချစ်ချင်းနဲ့မေတ္တာထဲမှာတဖြည်းဖြည်းနဲ့ ညော့နေလာတယ်ဆိုတာကျွန်တော်တွေ့ရတယ်။နော်အဲ့ဒီတော့ကြောင့်ဒီအတင်းတော်ဟာဆိုတော့အာချစ်ချင်းမြတ်တာရုတ်ရော့တဲ့အတင်းတော်ဆိုပြီးတော့ကျွန်တော်တတ်မှတ်ချင်းခံရတဲ့အတင်းတော်ဖြစ်တယ်ပေါ့နော်။ Okay ဆိုတော့ကျွန်တော်တို့ဗျာရီကြာခန်းချင်းနဲ့အပိုင်ငယ်တိကနဲ့ကျွန်တော်အထူးပါလေ့လာရအောင်။အေဖေမျိုး၌ရှိသောအသင်းတော်ဤတမန်ကိုဤသို့ရှိ၍မှာလိုက်လော လက်ရလက်၌ကျဲခုနှလုံးကို간၍ဆိုတော့ကျဲခုနှလုံးဆိုတာကဘာလဲမောကျွန်တော်တို့ဒီအခန်းကြီးတစ်ပိုင်းရဲ့20ကိုကျွန်တော်ကြည့်တဲ့ချိန်မှာကျဲခုနှလုံးဆိုတာကအသင်းတော်ခုနှစ်ပါးကိုပြောခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့အသင်းတော်ခုနှစ်ပါးပြီးတော့ရွှေမိခွက်ခုနှလုံးလို့ပြောပါတယ်ရွှေမိခွက်ခုနှလုံးဆိုတာကခုနအပေါ်မှာပဲเนาะအဲ့ဒီအသင်းတော်ခုနှစ်ပါးကိုဦးစီးဦးဆောင်လျက်ရှိတဲ့ တင်းအုပ်ဆရာတွေကိုပြောချင်းဖြစ်တယ်ဆိုတော့အာပြောမဆိုအခက်ကာလမှာအာရှမိုင်းနာဆိုတဲ့အာဒေတာမှာအတင်းတော်ခုနပါတဆက်တီးပေါ့နော်တည်ရှိတယ်ဆိုတော့အဲ့ဒီအတင်းတော်ခုနပါရဲ့အလယ်မှာရှောက်သွားတဲ့သူလို့ပြောပါတယ်အဲ့ဒီပုဂ္ဂိုလ်ကတော့သခင်ဖျားပဲဖြစ်တယ်ပေါ့နော်ဆိုတော့သခင်ဖျားရဲ့အမိတော်မူကားတဲ့နော်တင်းရဲ့ တင်ရဲ့အကျင့်ကျင့်ချင်းပင်ပန်းစွာလှူဆောင်ခြင်းတီးခံခြင်းကိုငါတည်တယ်။ဒီအသင်းတော်ရဲ့အာသာချက်တွေကိုကျွန်တော်ကြည့်တဲ့ချိန်မှာအမတန်မှခွန်အားရစရာဖြစ်တယ်။ဒါယုံကြည်ခြင်းပန်းဆိုင်ရာအမတန်မှ strong ဖြစ်တဲ့အမျိုးဖြစ်တယ်။ဒုက္ခဆင်းရဲတွေနဲ့ကြုံတွေ့တဲ့ချိန်မှာညင်ပါနေဆက်မှုတွေနဲ့ကြုံတွေ့တဲ့ချိန်မှာခံတီးနဲ့ပြည့်စုံတယ်၊ပြီးခံခြင်းနဲ့ပြည့်စုံတယ်။ ပါဘုရားသခင်ဘုရားရဲ့နာမကြောင့်ဆင်းရဲဒုက္ခတွေကြုံတွေ့ပေမဲ့အားမလျော့တဲ့အသင်းတော်ဖြစ်တယ်ပင်ပန်းစွာလှုပ်ဆောင်တယ်ဟောပြီးတော့ wrong doctrine မာမာယန်တော်တုန်တင်ချက်တွေကိုလည်းသူတို့ကနားလေသဘောပေါက်ပြီးတော့အဲ့ဒီမာယန်တော်တုန်တင်ချက်တွေကိုလည်းညင်းပယ်တဲ့အသင်းတော်ဖြစ်တယ်၆ချက်လောက်ကောင်းတဲ့အရာပေါ့နော်ဒီအသင်းတော်ရဲ့ကောင်းတဲ့အရာ 6ချက်လောက်ကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဟောအင်မတန်မှသခင်ဖျားဂျေနာအာရခဲ့တဲ့အသင်းတော်ဖြစ်ပါတယ်။ဒါပေမဲ့ဒီအသင်းတော်ကမဖြစ်လာလဲဆိုတော့အပိုင်ရဲ့၄မှာတုတ်တော်လဲဘတ်နော်ပင်ဒီရှိဥစွာသောချက်ချင်းမြတ်တာရောပြီးဟူတင်၌အပြစ်တင်เสียရှိ၏ဆိုတော့အရှမ်းပဲကောင်းနေခဲ့ပေမဲ့ပြောမှဆိုတော့ first generation လောက်တော့အရန်ကောင်းနေပြီမဲ့သူတို့ရဲ့သားသမီးတွေလက်ထက်ရောက်လာတဲ့အချိန်မှာ second generation လက်ထက်ရောက်လာတဲ့အချိန်မှာဒီအသင်းတော်ဟာတဖြည်းဖြည်းနဲ့ကံအိုးချစ်ချစ်မြတ်တာရုပ်ရော့လာတဲ့အသင်းတော်ဖြစ်လာတယ်။ဟာအရင်တော့အလိုမျိုးဖယားပိုင်းမှာတရားပိုင်းမှာနှုတ်ပတ်တော်ပိုင်းမှာတမန်တရားပိုင်းမှာမအမှုတော်ထဲမှာ စိတ်အားထက်သန်မှုတွေမရှိလာတော့ဘူးဆိုတာပေါ့เนาะကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။အာမေတ္တာတရားချစ်ချင်းမေတ္တာဆိုတာကအင်မတန်မှအရေးကြီးပါတယ်။နော်မေတ္တာမရှိတော့ဘူးဆိုရင်တော့ဘာဖြစ်လဲ။ကျွန်တော်တို့ရဲ့တက်တာထဲမှာခန်းချောက်လာတယ်။နော်အာကျွန်တော်ချစ်ချင်းမေတ္တာဖះကိုချစ်တဲ့ချစ်ချင်းမေတ္တာမရှိတော့ဘူးဆိုရင်တော့ကျွန်တော်တို့လွတ်ဆောင်တဲ့အရာတွေတိုင်းရာဘာဖြစ်လာလဲဆိုတော့ပင်ပန်းလာတယ် ။နောက်ကြားစာဖတ်ဖို့တွေလည်းပါဖြစ်လာလဲဆိုတော့အာအရာမဲ့ဝန်ဝန်ထုတ်ကြီးတစ်ခုလိုမျိုးဖြစ်လာတယ်။နောက်ဖျားချောင်းတွားဖို့အတွက်အချိန်နှီးလာပြီဆိုတော့အာဖျားချောင်းတွားရပြန်တော့မယ်။ဝတ်ပြုခြင်းအစီအစဉ်ကနည်းနည်းရှိလာပြီဆိုတော့အာအရင်ရှိလာပြီ။နောက်အမှုတော်ထဲမှာလဲပါဝင်ပေမဲ့ပါဖြစ်လာလဲဆိုတော့စိတ်အားထက်သန်မှုတွေမရှိလာတော့ဘူး။ နော်စိတ်ပြင်းပြမှုတွေမရှိလာတော့ဘူးတာဝန်ဝတ်တရားနဲ့ပဲဘာဖြစ်လာလဲဆိုတော့လှုပ်ဆောင်လာတယ်ဘာဖြစ်လို့လဲဖះကိုချစ်တဲ့ချစ်ချင်းမြတ်တာမရှိတော့ဘူးအရင်တော့တော့ဖះကိုချစ်တဲ့ကြောင့်ပင်ပင်ပန်းပန်းနဲ့လှုပ်ဆောင်နေရပေမဲ့လည်းအယံပျော်တယ်နော်အတခံရပေမဲ့လည်းအယံဝမ်းသာတယ်နော်ခက်ခဲမှုတွေရှိနေပေမဲ့လည်းအယံဝမ်းသာတယ်ဒါမဲ့အခုဖះကို တခင်ဖះကိုချစ်တဲ့စိတ်ကတဖြည်းဖြည်းညော့နေလာတဲ့ကြောင့် သူတို့လှုပ်ဆောင်ပေမဲ့လည်းစိတ်ထဲမှာပျော်ရွှင်မှုရှိလာတော့ဘူး။အော်အဲ့ဒါကြောင့်ရှင်ပေါလုကဒီမြတ်တာတရားနဲ့ပတ်သက်ပြီးတော့ Corin 2 Ovara ပထမဆုံးခန်းကြီး73မှာဆိုနေဘာပြောလဲဆိုတော့မြတ်တာမရှိရင်တော့ကျွန်တော်ရဲ့အာလှုပ်ဆောင်တဲ့အရာ အားလုံးဟာ အချီးနှီးပဲဖြစ်တယ်။နော် ကောင်းငင်ဘာသာစကားเนาะပြီးတော့လူဘာသာစကားတွေပြောနိုင်ပေမဲ့မေတ္တာမရှိဘူးဆိုတော့အတံမြည်သောတပိုးခရာနဲ့ပဲတူတယ်เนาะပရောဖက်ညာကိုလည်းငါရဤနည်းနည်းသောအရာရှိသမျှတို့နဲ့တိတ်ပံအသက်အမျိုးမျိုးကိုတတ်တော်လဲတော်များကိုရွှေ့နိုင်သောယုံကြည်ခြင်းအမျိုးမျိုးကိုအမျိုးမျိုးနဲ့ပြည့်စုံတော်လဲမေတ္တာမရှိရင်အချီးနှီးတသက်ဖြစ်တယ်ပရောဖက်ညာတွင်ဟောပြောပါစေနော် အရှမ်းပဲအဟောပြောတွေကောင်းနေပါဆိုရင်မေတ္တာမရှိဘူးဆိုတော့အချင်းနေတသက်ပဲဖြစ်တယ်။နော်သူတို့ဘာကိုကျွေးဝေးပါလေးစေ။နော်ဘလောက်ထိလဲဆိုတော့ကိုကိုကိုမိရှုပြီးတော့သူတို့ဘာအတွက်အတေတချင်းခံနေပေမဲ့မေတ္တာမရှိဘူးဆိုရင်တော့ဘာဖြစ်လဲအချင်းနေပဲဖြစ်တယ်။ပြောချင်တာကကျွန်တော်တို့သာသနာလုပ်ငန်းတွေထဲမှာအမှုတော်ထဲမှာသခင်ဖျားကိုကျွတ်ချင်းမေတ္တာနော်မရှိတော့ဘူးဆိုတော့ ယုတ်လျော့လာပြီဆိုတော့ကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတွေတိုင်းဟာဆိုတော့အချင်းကြီးပဲဖြစ်တယ်ဆိုတော့ဘောနော်ကျွန်တော်တွေ့ရတယ်ကျွန်တော်တို့တွေဟာတခင်ဖျားရဲ့အစီခံကျွန်များဖြစ်ပါတယ်တခင်ဖျားကအသွေးနဲ့ရွေးဝဲတော်မူသောကျွန်တွေဖြစ်ပါတယ်เนาะကျွန်တော်တို့ဖမျောက်ရချံအခန်းချင်း27ကိုကျွန်တော်တစ်ချက်လောက်ကြည့်ရအောင်เนาะဖမျောက်ရချံအခန်းချင်း27ကိုကျွန်တော်ကြည့်တဲ့ချိန်မှာပိုင်းရဲ့တိတ်ကနေငားမှာဆိုတော့ဒီအစီခံကျွန်တွေရဲ့ အာအစီခံကျွန်တွေနဲ့ပတ်သက်တဲ့စီမီစီကားတွေပေါ့နော်ဥပဒေတွေကိုကျွန်တော်တွေ့ရတယ်ဆိုတော့အစီခံကျွန်တွေကိုဝယ်မယ်ဆိုတော့6နှစ်ထိပဲဝယ်ရမှာဖြစ်တယ်နော်6နှစ်ပြည့်ပြီ9နှစ်မြောက်တဲ့နေ့မှာ9နှစ်မြောက်တဲ့နေ့မှာဆိုတော့အဲ့ဒီကျွန်တွေကိုပြန်ပြီးတော့လွတ်ငင်းချမ်းသာခွင့်တော့သူတို့ကိုလွတ်လပ်လပ်နဲ့တွာလာခွင့်ပေးမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အပိုင်ငယ်ကားမှာတော့မဟုတ်ကျွန်ကကျွန်တော် ကျွန်တော်တခင်နဲ့မယားသားသမီးတို့ကိုကျွန်တော်ချစ်ပါ၏မထွက်မသွားလိုပါဟုအစ်စ်လင်းပြောဆိုလျင်တခင်သည်ဖျားတခင်ရှိတော်တို့၎င်းအိမ်တကားတိုင်တို့ တုတ်၎င်းခေါ်ဆောင်၍နေရွက်ကိုစူးဖြစ်ဖောက်ပြီးမှပူကျွန်းသည်အစင်အမြဲကျွန်းခံရလိမ့်မည်လို့ပြောပါတယ်ဆိုတော့အဲ့ဒီကျွန်းကတခင်နဲ့၆နှစ်တာကာလပတ်လုံးနေထိုင်လာပြီးတော့တခင်ကိုချစ်တဲ့စိတ်နဲ့ပေါ့နော်သူအသက်ရှင်လာတယ်တခင်ပေါ်မှာလည်းတန်ရောက်ဆွေရှိလာပြီဆိုရင်တော့တခင်ကျွန်းကကဲတခင်ရေကျွန်တော်ကိုထွက်ခွာမှုပြုပါနဲ့ နော်ကျွန်တော်တသက်လုံးတခင့်ကို အလုတ်ချွေးပြုပါမယ်တခင့်နဲ့ပဲအတူနေပြစေတခင့်တို့မိသားစုတခင့်ရဲ့ဇနီးသားသမီးတွေအားလုံးကိုကျွန်တော်လှုပ်ချွေးပြုပြစေဆိုပြီးတော့ပြောမယ်ဆိုရင်တော့ဘုရားတခင်ရဲ့ရှင်မမအဲ့ဒီဂျွန်ကိုပါလို့ရမလဲဆိုတော့ညွက်ဖောက်ပြီးတော့အဲ့ဒီဂျွန်ဟာတသက်လုံးအဲ့ဒီတခင့်ရဲ့ဂျွန်အဖြစ်နဲ့နေရမှာဖြစ်တယ်ပြောချင်တာကဒီနေ့ကျွန်တော်တို့ ယုံကြည်သူတွေဟာသခင်ဖျားကသခင်ယေရှုခရစ်တော်ကအသွေးနဲ့ရွေးဝယ်ထားတဲ့ဂျွန်တွေဖြစ်တယ်။နော်။ဒါမဲ့အဲ့ဒီဂျွန်တွေမှာကသခင်ကိုချစ်တဲ့နှလုံးသားမရှိဘူးဆိုတော့ကျွန်တော်လှုပ်ဆောင်နေတဲ့အတိုင်းပေါ်မှာမဖြစ်မလဲ။ဒါဝန်ဟုတ်ဘုရားနဲ့ပဲဖြစ်မယ်။ပင်ပန်းနေမယ်။အဲ့ကြောင့်ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ကိုအသွေးနဲ့ရွေးဝယ်တော်မူသော သခင်ယေရှုခရစ်တော်ရဲ့ကိုချစ်တဲ့စိတ်နဲ့ဘာလို့ရမလဲဆိုတော့အစေခံပြုရမှာဖြစ်ပါတယ်အမှုတော်ထဲမှာကျွန်တော်တို့ဘာဝင်စက္ကမှာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ကျောင်းအနေနဲ့ဖော်ပြခြင်းနဲ့ဗျာဒိတ်ချာနှစ်ကိုကျွန်တော်ဆက်ကြည့်တဲ့ချိန်မှာနော်ထို့ကြောင့်တင်းဒီမရွေ့ရော့မီအရင်နေရာအရက်ကိုအောင်းမိပါနောင်တရလော ရှိဦးစွာသောအကျင့်ကိုကျင့်လောတို့မဟုတ်သင်ရှိရသောငါသည်အလင်းမြန်လာမည်အကေ၍နောင်တမရဘူးဆိုရင်တော့တဲ့သင်ရဲ့မိခွက်ကိုနေရာမှရွေ့မည်ကိုပြောပါတယ်သင်ရဲ့မိခွက်ကိုနေရာမှရွေ့မယ်ပြောချင်တာကဘုရားသခင်ရဲ့ဘိတ်သိက်ခြင်းတွေဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာတွေဘုရားသခင်ရဲ့မျက်နှာပေးခြင်းတွေဆိုတဲ့ ကောင်းချီးမင်္ဂလာတွေကျွန်တော်တို့စီကန်းနဲ့ရွေ့ရောက်သွားပြီးတော့ကျွန်တော်တို့ရဲ့အိမ်နင်းနာချင်းတွေစီမှာရောက်သွားမှာဖြစ်တယ်။ကျွန်တော်တို့ရှောလူရဲ့တသားကျွန်တော်ချစ်တဲ့ချိန်မှာဖခင်ကရှောလူကိုအချိန်ချင်းတတိပေးပါတယ်။နောင်တရဖို့တဲ့အချိန်ချင်းတတိပေးတယ်။ဒါမဲ့ရှောလူကနောင်တမရပါဘူး။အဲ့ဒါကြောင့်နောက်ဆုံးဖခင်ရဲ့ဝိညာဉ်ဟာရှောလူစီကနဲ့ထွက်သွားပြီးတော့ဒါဝိစီရောက်သွားတယ်။ နော်ဖခင်ရဲ့ပိတ်သိမ့်မရှိတော့ဘူးဖခင်ရဲ့မျက်နှာသာပြေးခြင်းမရှိတော့ဘူးဖခင်ရဲ့ကောင်းခြင်းမင်္ဂလာမရှိတော့တဲ့ကြောင့်ဘသူအစားဝင်လာလဲဆိုတော့စာတန်နတ်ဆုကဝင်လာတယ်အဲ့နတ်ဆုရဲ့နှိမ့်ဆက်မှုတွေကြောင့်ရှော်လို့ဟာအင်မတန်မခံရခဲ့ပြီးနောက်ဆုံးပြောမှဆိုတော့ဝမ်းနေခြင်းတွေဆုံးရှုံးမှုတွေနဲ့ပဲနော်သူ့ရဲ့တသားမှာအာနီကုန်ချုပ်ခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ် တော်ဝီလေမှပြောမှဆိုတော့ तू လည်းပြည့်စုံတဲ့လူသားတော့မဟုတ်ပါဘူး။ तू လည်းအပြစ်ကိုမကြခဏလုပ်တဲ့ तू ဖြစ်တယ်။ဒါမဲ့ဒါဝီဟာတခင်ဖျားကသူ့ကိုနောင်တရဖို့အတွက်ခေါ်တဲ့အချိန်မှာနောင်တတရားနဲ့အမြဲတမ်းမဖြစ်လဲပြန်လာခဲ့တဲ့ तू ဖြစ်တယ်။ငါစတိခွမြောက်သောဆလံပိုင်ရင်တစ်ဆယ်ကိုကြည့်တဲ့အချိန်မှာကဲတင်ချင်းနဲ့ဆိုင်သောဝါမြောက်ချင်းတွေတန်ရှင်သောဝိညာဉ်တော်ကိုရုပ်သိမ်းတော်မူပါနဲ့အဆုပြုအမှုကျွေးခဲ့တယ်။ နောင်တရရင်တော့ဘုရားသခင်ရဲ့ဂတိတော်လေးရှိပါတယ်အဲ့ဒီဂတိတော်ကဘာလဲဆိုတော့အပိုင်းရဲ့ခုနှစ်မှာအချင်းသူဒီအောင်မြင်၏လို့ပြောပါတယ်အောင်မြင်တဲ့တသာအခင်ဘုရားကပေးมาဖြစ်တယ်ထိုးသူဒီငါဤဘုရားသခင်ပါရိတူဥယျာဉ်၌ရှိသောအသက်ပင်ဤအသီးကိုစားစေခြင်းဟာငါအခွင့်ပေးမည်အသက်ပင်ဆိုတာကအေဒင်ဥယျာဉ်ထဲမှာ ရှိတဲ့အပင်ဖြစ်တယ်။နော်အရင်ဥယျာဉ်ထဲမှာအပင်၃မျိုးရှိတယ်။စားလို့ရတဲ့အပင်ရှိတယ်။ကောင်းမကောင်းတိကျွမ်းရပင်ရှိတယ်။ပြီးတော့အသက်ပင်ရှိတယ်။ဆိုတော့အဲ့ဒီအသက်ပင်ကိုကျွန်တော်တို့အာဒာနဲ့ဧဝါကမစားလိုက်ဘူး။ပြောမှဆိုတော့ဘုရားကစားဖို့အတွက်ခွင့်ပေးထားတဲ့အပင်၅မျိုးရှိတယ်။အသက်ပင်နဲ့စားလို့ရတဲ့အပင်၅မျိုးပေါ့နော်။ဆိုတော့အဲ့အပင်၅မျိုးထဲကလည်း ဲ့အပြင်၃မျိုးထဲကနေအာဒာနဲ့အေဝါစားလိုက်တဲ့အစာကအာစားလို့ရတဲ့အသီးတွေစားတယ်ပြီးတော့ဖျားခင်တားမြစ်ထားတဲ့ကောင်းမကောင်းတိကျွမ်းရတဲ့အပြင်ရဲ့အသီးကိုပဲသူစားတယ်ပေါ့နော်ဆိုတော့အသက်ပင်ကိုမစားလိုက်ဘူးဆိုတော့အဲ့ဒီမစားလိုက်တဲ့အပြင်ရဲ့အသီးကိုဘာဖြစ်လဲဆိုတော့ စားခွင့်ပေးမယ်။ဒီနေ့အပြည့်ပြောမှဆိုတော့အာဟာရနဲ့အေးဝါးအားဖြင့်ဆုံးရှုံးသွားတဲ့အရာကိုကျွန်တော်တို့ကိုပြန်ပြီးတော့ပေးမှဖြစ်တယ်။အဲဒါကြောင့်ဒီနေ့မိတ်ဆွေတွေကျွန်တော်တို့အေးဖက်အသင်းတော်အားဖြင့်တော့ကျွန်တော်တို့ကိုပြန်ပြီးတော့သခင်ဖျားကစကားပြောပါတယ်။ကျွန်တော်တို့ဟာသခင်ဖျားရဲ့ရှေးမောင်မှာကျချင်းမြတ်တာရောက်နေတဲ့သူတွေဖြစ်နေသလား။ကိုဟာဖျားပိုင်းမှာစိတ်အားထက်သာမှုတွေမရှိတော့ဘူး။ ဝိညာဉ်တသက်ခန်းချောက်နေပြီဆိုတာသိတယ်ဆိုတော့ပြန်ပြီးတော့နောင်တဆင်းနဲ့ပြန်လဲပြီးတော့တခင်ဖျားစင်မှာပြန်ပြီးတော့တူဝင်ချင်းကကြရအောင်ရှေးဦးချက်ချင်းမြတ်တာ ရော့နေတော်သူများမဟုတ်ဘူးဒီနှုတ်ပတ်တော်အဖြစ်အနေရလေဝိညာဉ်တသက်ခန်းတဲ့ပုံမှာအလုံးပေါ်ဖျားချင်းဆက်လက်ပြီးတော့ကောင်းချီးပေးပါစေ